ားဖြစ်သူကအဖေဖြစ်သူကိုလက်မခံမင်းနဲ့ခမားကကြောက်ဖေမဟုတ်ဆိုပြီးတော့ထထလဲလဲညင်းဆိုနေပါတယ်ဘေးကလူတွေကဘလို့ပဲဖြောင်းပြနေပေမဲ့အချင်းကြီးပါပဲအဲ့လိုမျိုးခိုင်မာပြတ်သားတဲ့သဘောထားကိုမြင်တဲ့အခါမှာတော့တရောင်းစားတူကသူ့ရဲ့အထောက်ထားကိုစစ်ဆေးပေးဖို့ရှေ့ကိုတိုးလာပါတယ်လူတယောက်ရဲ့ပုံမှန်တရံကိုအတုလုပ်ရရပါတယ်အတန်ကိုလည်းဟန်ဆောင်လို့ရပါတယ်ဒါပေမဲ့သူ့ရဲ့တိုင်းပညာကိုတော့ဖုံးကွယ်လို့မရပါဘူးခနာတာများတိုင်းပညာပြိုင်ဆိုင်ပြီးတဲ့နောက်မှာတော့အဲ့ဒီတရောင်းစားကဒီလူလေးချင်းနေတဲ့တိုင်းွက်တွေက မူလစွမ်းရင်အနန္တစစ်ပညာဖြစ်ကြောင်းကိုတွေ့ရှိခဲ့ပါတယ်။အဲ့လူကတိုင်းလောကခေါင်းဆောင်ယူဖန်ဟော်ကလွဲပြီးတော့တခြားဘသူဖြစ်နိုင်အောင်ပါလဲ။ဒါပေမဲ့တားဖြစ်သူယူပေယူကသူ့ကိုလက်ခံဖို့ညှင်းဆုံနေစေပါပဲ။အကြောင်းကတော့သူ့ရဲ့အဖေရင်ကလွန်ခဲ့တဲ့ကာလများစွာကတည်းကတည်ဆုံသွားခဲ့ပြီဖြစ်ကြောင်းသူသိရှိထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။လွန်ခဲ့တဲ့ညာအနေငယ်ကတိုင်းလောကမှာအနားယူတော့မဲ့ယူဖန်ဟော်ထံတစုံတစ်ယောက်ကစာတစောင်ရုတ်တရက်ပေးပို့လာပါတယ်။ အမြဲတမ်းပွင့်လင်းရိုးသားတယ်။ယူဖန်ဟော်ကစာပို့သူကိုလူပုံအလဲမှာစာကိုဖွင့်ဖက်ဖို့တိုက်ရိုက်ပြောခဲ့ပါတယ်။မမျှော်လင့်မဲနဲ့စာကိုဖွင့်လိုက်တာနဲ့တပြိုင်နက်တည်းမှာစာပို့သူကစာရေးသူရဲ့နာမည်တောင်မပြောလိုက်ရဘဲနဲ့ရုတ်ချီလဲကြပြီးတိတ်ဆုံးသွားပါတယ်။အဲ့နောက်စာကလည်းသူ့အလိုလိုမီးတောက်ပြီးတော့ပြာဖြစ်ကိုပြောင်းလဲသွားပါတယ်။အဖေနဲ့သားတို့တုံ့ပြန်ဖို့အချိန်မရခင်မှာပဲမျက်နှာဖုံးဆွထားတယ်။လူလေးယောက်ကရုတ်တရက်ဝင်ရောက်လာပါတယ်။တိုက်ခိုက်နေစဉ်တွင်မှာပဲတိုင်းပညာရှင်တို့ကသူတို့ကိုကူညီပေးဖို့အလျင်မြန်ရောက်လာခဲ့ပါတယ် ဲ့ဒီတိုင်းပညာရှင်ရဲ့အကူအညီနဲ့မျက်နှာဖုံးဆွထားတဲ့လူများကိုအလျင်မြန်ရှင်းလင်းနိုင်ခဲ့ပါတယ်။အဲ့ဒီတိုင်းပညာရှင်ကသူ့ကိုယ်သူရှီထန်းလို့မိတ်ဆက်ခဲ့ပြီးတော့ယူဖန်ဟော်ထန်မှာအရင်တုန်းကကျေးဇူးရှိခဲ့ဘူးတဲ့အတွက်အခုကျေးဇူးပြန်ဆက်ဖို့ရောက်ရှိလာခြင်းဖြစ်ကြောင်းပြောပြခဲ့ပါတယ်။သူကဒူးထောက်လိုက်တဲ့ခါမှာယူဖန်ဟော်ကသူ့ကိုထုမပေးဖို့အလျင်မြန်ကူညီခဲ့ပေမဲ့ရှီထန်းရဲ့အစိတ်ခတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ယူဖန်ဟော်ကအဲ့ဒီအစိတ်ကအရေးပြားကနေတဲ့ဆင့်ကူးဆက်နိုင်ကြောင်းကိုသိရှိထားတဲ့အတွက်တားဖြစ်သူယူပေယူကို သူ့ကိုမထီးဖို့တင်းတင်းကြပ်ကြပ်တားမြစ်ခဲ့ပါလေ။ UPU ကသူ့အဖေသူ့ရှိမတေဆုံးသွားတာကိုကူညီနိုင်ခြင်းမရှိဘဲနဲ့ကြိနေုံသာတတ်နိုင်ခဲ့ပါလေ။အဲ့နောက်မှာတော့ထူးဆန်းစွာနဲ့နောက်တစ်နေ့မှာ U Fan Hall ရဲ့အလောင်းကပျောက်ကွယ်သွားပြီးတော့ရှုပ်ထွေးနေတဲ့အခန်းကိုလည်းဘာမှမဖြစ်သလိုတည့်ရက်စွာရှင်းလင်းထားခဲ့ပါလေ။ပုံပြီးအရေးကြီးတာကလူတိုင်းက U Fan Hall မတည်သေးကြောင်းကိုပြောဆိုနေကြခြင်းပဲဖြစ်ပါလေ။ခမ ्या အဖေကျွန်တော်တို့ရောက်ရောက်လာလာချင်းပဲခွန်အားပြည့်နေထွက်သွားတာကိုမြင်ခဲ့ရတယ်ခမ ्या ပဲသူ့ကိုဒေါသထွက်အောင်လုပ်လိုက်တာဖြစ်မယ်ဆိုပြီးတော့ဝိုင်းပြောနေကြပါတယ် ဒါပေမဲ့ယူပေယူကသူ့ရဲ့အဖေတေဆုံးသွားတာကိုမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတဲ့သူပါသူကလေဝတ်ကြံစီမှုတစ်ခုရှိနေကြအောင်အလင်းအမြန်ရိမ့်မိလိုက်ပါတယ်အားငယ်ပြီးတော့အထီးကျန်နေတဲ့အပြင်သူ့ကိုဘသူကမှမယုံတဲ့အတွက်ပထမဆုံးကိုကုတ်ကိုဘေးကင်းအောင်နေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အပြင်ဘက်ကိုလှဲ့လေသွားလာရင်းနဲ့ယူပေယူကသူ့ကိုသူတရောင်းစားတယောက်အဖြစ်ဟန်ဆောင်ခဲ့ပါတယ်ဒီနေ့မှာတော့မြစ်ကမ်းနားမှာရှိတဲ့တရောင်းစားခိုင်းကပန်းနီကြာနဲ့တွေ့ဆုံခဲ့ပါတယ် င်းကတရောင်းစားခိုင်းကမဟုတ်ဘူးဘာလို့တရောင်းစားလို့ဝတ်ထားတာလဲစီးပွားလူကျင်လို့လားဆိုပြီးတော့သူမကမေးမြန်းခဲ့ပါတယ်သူ့ရဲ့နာမည်ကိုတိသွားတဲ့ခါမှာပန်းနီဂျာကဟွမ်ချီရဲ့ဇီးပန်းတော်ကိုတွားကြည့်ဖို့ပြောခဲ့ပါတယ်ယူပေယူကဇီးပန်းတော်ကိုဥတီသွားတဲ့ခါမှာတော့အဲ့ဒီနေရာမှာသူ့အဖေယူဖန်ဟော်နဲ့တပုံစံနဲ့တူတဲ့လူတယောက်ကတိုင်းလောကအစီဝေးတစ်ခုကျင်းပနေတာကိုတွေ့လိုက်ရပါတယ် ယူပေယူကသူ့ကိုဖားခင်အဖြစ်အတိမတ်မပြုတ်ကြောင်းကိုမြင်တဲ့အခါမှာအဲ့လူကအသေးကွဲနေတဲ့ဟန်ဆောင်ပြခဲ့ပါတယ်။အဲ့ဒီအတူယောင်ကအယုံသွင်းနိုင်လောက်အောင်တူညီပေမဲ့ယူပေယူကအဲ့လူကသူ့အဖေမဟုတ်ကြောင်းသိနေပါတယ်။အဲ့ဒါကြောင့်ထွက်လာခဲ့ပြီးတော့ယူပေယူကပျက်စီးနေတဲ့အိမ်တလုံးစီကိုရောက်လာခဲ့ပါတယ်။မျက်နှာဖုံးဆွတ်ထားတဲ့လူတစ်ယောက်ရုတ်တရက်ခုန်ထွက်လာပြီးတော့သူကလည်းယူပေယူကဲ့သို့လျှို့ဝှက်ကြံစီမှုတစ်ခုနဲ့ရင်ဆိုင်နေရကြောင်းပြောပြခဲ့ပါတယ်။သူ့ရဲ့မျက်နှာဖုံးကိုဖယ်လိုက်တဲ့အခါမှာတေဆုံးသွားပြီဆိုပြီးတော့ယူဆထားတဲ့ရှီထန်းဖြစ်နေပါတယ်။ ယူပေယူကမစင်းစားတော့ဘဲနဲ့သူ့အဖေအတွက်လက်စားချေဖို့ချက်ချင်းတိုက်ခိုက်ခဲ့ပါတယ်။ရှီထန်းကရှင်းပြဖို့ကြိုးစားပေးမိယူပေယူကအခွင့်အရေးမပေးခဲ့ပါဘူး။သူကရှီထန်းကိုလက်ဝါးနဲ့ရိုက်လိုက်တဲ့အခါမှာတော့ရှီထန်းကတစ်သားတကားနဲ့ကတ်သွားတဲ့ချိန်နောက်ကျောဘက်ကဓားတစ်ချောင်းကတကားကိုဖောက်ထွင်းဝင်လာပြီးတော့ရှီထန်းရဲ့ခန္ဓာကိုယ်ကိုဖျက်သွားခဲ့ပါတယ်။နောက်ဖက်ကနေတာအိုဖုန်ကြီးတစ်ပါးပေါ်လာပါတယ်။ယူပေယူကအဲ့ဒီဖုန်ကြီးမှာဟွက်ထားတဲ့လက်နက်များကိုချက်ချင်းတရီထားမိပြီးတော့ဒီလူကအန်ရရှိချောင်းတိလိုက်ပါတယ် ဘုံကြီးကခင်မင်ဟန်ဆောင်နေစမှာပဲ UPU ကမျောလင့်မထားဘဲနဲ့ဓာတ်နဲ့ထိုးသွင်းခဲ့ပေမဲ့မတည်ခဲ့ပါဘူးဘုံကြီးကချက်ချင်းပဲတံပြန်တိုက်ခိုက်ခဲ့ပါလေ UPU ကအင်ခေါင်မူးပေါ်ကိုခုံတက်ပြီးတော့ကြောက်ရုပ်တစ်ခုကိုကန်ချလိုက်တဲ့အခါမှာအဲ့ဒီကြောက်ရုပ်ကဘုံကြီးပေါ်ကိုတိတ်တိတ်ကြပြီးတော့တေဆုံးသွားတယ်ဆိုပြီးထင်ခဲ့ရပါတယ်ဘုံကြီးကဆေးပြားပါတဲ့ပတ်စံအေးလေးကိုထုတ်ယူခဲ့ပေမဲ့မစားရသေးခင်မှာပဲတေဆုံးသွားပါပြီဒါပေမဲ့ UPU ကအဲ့ဒီဘုံကြီးရဲ့အစိတ်တင်ခြင်းကိုခံရပြီးတော့၃ရက်သားအသက်ရှင်နိုင်တော့မယ်ဆိုတာကိုသိခဲ့ရပါတယ် မကြခင်သူကလည်းလမ်းဘေးမှာမူးလဲသွားပါတယ်မိလဲသွားပြီးတဲ့နောက်မှာယူပေယူကိုအဖိုးတယောက်ကကဲဆဲခဲ့ပြီးကုသဖို့အတွက်လူသက်သမားများရဲ့ဆိုင်ရင်ကိုခေါ်ဆောင်သွားခဲ့တဲ့အခါမှာတော့မသေးပဲနဲ့အသက်ရှင်ခဲ့ရပါတယ်ဒီနေ့မှာပရင်းပေါက်ရဲ့အပြင်ဘက်ကအဖြူရောင်ဝတ်ထားတဲ့အမျိုးသမီးတဦးရဲ့အရေးကိုလျှက်တစ်ပြက်တွေ့လဲရပါတယ်လူသက်သမားများဆိုင်ရင်မှာအသက်ရှင်နေသူများကအစ်စ်မှန်ဖြစ်ပြီးတော့တိတ်ဆုံးသူများကတက်သားဖြစ်တယ်ဆိုပြီးတော့ဆိုကြပါတယ်ဒီနေရာကအလောင်းနေပြန့်ကျဲနေတဲ့နေရာဖြစ်ပြီးတော့နေထိုင်သူတိုင်းကစိုးသွမ်းရက်ဆက်သူများဖြစ်ကြပါတယ် သုံးပေတောင်မရှိတဲ့ပုံပန်းတရံနုနယ်တဲ့အဲ့လူကစံအိမ်ရဲ့တခင်ဖြစ်ပါတယ်။သူကယူပေယူကိုဆွဲခေါ်ကထွက်ပြေးပြီးတော့ယူပေယူတုံ့ပြန်ရန်အချိန်မရမီသူ့ကိုလက်ဝါးနဲ့ရိုက်ပြီးကူရဲကိုပို့လိုက်ပါတယ်။ယူပေယူကသူတေးပြီလို့ထင်ခဲ့ပေမဲ့အဲ့ဒီကူကလှစ်ဝက်ချက်တစ်ခုရှိနေပါတယ်။နိုင်ရန်တစ်ဖက်ကိုတွန်းချလိုက်တဲ့အခါမှာကျေပြန်းတဲ့နေရာတစ်ခုပေါ်လာပါတယ်။ရှေ့ကိုဆက်လျှောက်သွားတဲ့အခါမှာပင်ကူအိမ်များဖုံးလွှမ်းနေတဲ့ရုပ်လောင်းတစ်ခုကိုတွေ့ခဲ့ရပါတယ်။ UPU ကအဲ့ဒီရုပ်အလောင်းရဲ့လက်ထဲကဓာတ်ကိုစိတ်ဝင်တစားနဲ့ဆွဲထုတ်လိုက်ပါတယ်။ကောင်းလိုက်တဲ့ဓာတ်နှလုံးသားမဲ့၁၈ပုံစံပါရှိတယ်။နှလုံးသားမဲ့ဓာတ်ဖြစ်နေပါတယ်။နိုင်ရံမှာနှလုံးသားမဲ့၁၈ပုံစံကိုရေးထွင်းထားပါတယ်။အဲ့ဒါကိုမူလာစွမ်းရည်အနတ္တစစ်ပညာနဲ့နှလုံးသားမဲ့ဓာတ်ကိုပေါင်းစပ်လိုက်တဲ့ခါမှာတော့ဘယ်သူမှမရှင်းနိုင်တော့ပါဘူး။အဲ့ဒါနဲ့ UPU ကရွေးချယ်ကြရမရှိတော့ပဲနဲ့လမ်းညွန်ချက်တိုင်းနှလုံးသားမဲ့၁၈ပုံစံကိုလေ့ကျင့်မှုစတင်ခဲ့ပါတယ်။ကံကောင်းထောက်မှစွာနဲ့ပဲဂူထဲမှာစမ်းရည်နဲ့အစားအစာတွေရှိနေတဲ့အတွက်အသက်ရှင်နိုင်ခဲ့ပါတယ်။မကြခင် သူကအဲ့ဒီတိုင်းပညာတွေကိုလုံးဝကျမ်းကျင်ပိုင်နိုင်သွားပါတယ်။ဒါပေမဲ့ UPU ကဘယ်လိုထွက်ပြေးရမလဲဆိုတာမသိသေးပါဘူး။ရုပ်တရက်အပေါ်ဘက်မှာရှိတဲ့အပေါက်ကအစားချင်းတောင်းတစ်ခုကျလာပါတယ်။ဆိုင်းသခင်ရဲ့ဇနီးတွေကဂူဘောက်ဝါမှာပေါ်လာပါတယ်။သူမကသူ့ကိုကျွံအဖြစ်လက်ခံမှသာလွှတ်ပေးမယ်ဆိုပြီးတော့တောင်းဆိုခဲ့ပါတယ်။အကူညီမဲ့စွာနဲ့ပဲ UPU ကသဘောတူခဲ့ရပါတယ်။သူအပြင်ရောက်တာနဲ့ချက်ချင်းပဲသူမကသူ့ကိုပွေဖက်လိုက်တဲ့ခါမှာတော့ UPU ကထိတ်လန့်သွားပါတယ်။ ဆိုင်ရင်တခင်ကရုတ်တရက်ပြေးဝင်လာခဲ့ပြီမဲ့သူ့ရဲ့ဇနီးကတော့ခရီးမဆိုင်ခဲ့ပါဘူး။သူမကသူ့ခင်မောင်းပေါ်ချစ်ခင်နှစ်သက်မှုမရှိဘဲနဲ့ဒီနှစ်တွေတခြားအမိခံဇနီးသာဖြစ်ခဲ့ရပါတယ်။ဒီအခွင့်အရေးကိုယူပြီးတော့သူ့ကိုစော်ကားပြောဆိုပြန်ပါလေ။ဒေါ်သာထွက်နေတယ်။ဆိုင်ရင်တခင်ကစီမီခွက်ကိုကြမ်းမြင့်မော်ကိုပြစ်ချလိုက်တဲ့အခါမှာအခန်းထဲမှာရှိတဲ့လိုက်ကာတွေကမီးဆွဲလောင်သွားခဲ့ပါတယ်။မီးကလှင်မြန်စွာပြန့်နှံ့သွားပါတယ်။သူတို့အားလုံးကိုတတ်ဖို့ရည်ရွယ်ခဲ့တာပါ။ယူပေယူကလည်းချက်ချင်းထွက်ပြေးခဲ့ပါတယ်။ ဆိုင်ရင်တခင်ရဲ့ဇနီးတွေကလည်းထွက်ပြေးရန်ကြိုးစားပြီးမယ်သူမရဲ့ခင်မွန်းကတားဆီးခဲ့ပါတယ်ယူပေယူထွက်ခွာစဉ်မှာဆိုင်ရင်တခင်ရဲ့သမီးဂျီလင်းကြီးကသူ့နောက်ကိုလိုက်လာပါတယ်အိမ်ကပျက်စီးသွားပြီးမယ်သူမကယူပေယူကိုမှီခိုပြီးတော့သူ့အိမ်ကိုလိုက်လာခဲ့ပါတယ်အိမ်ညာမှာနှစ်ယောက်သားအိမ်ခေါင်းမိုးမှာကတ်နေပြီးတော့ယူဖန်ဟော်အတူကထန်ငိုင်းကောင်းဆောင်ထန်ဦးရှမ်းနဲ့အချက်လက်များစစ်ဆေးရန်တွေးဆောင်နေတာကိုတွေ့မြင်ခဲ့ရပါတယ်နောက်ဆုံးမှာတော့ယူဖန်ဟော်အတူကထန်ဦးရှမ်းကိုအိတ်တလုံးပေးခဲ့ပါတယ် အဲ့ဒီအချိန်တခြားသူတယောက်ကအိမ်ခေါ်မိုးပေါ်ကိုတက်လာခဲ့ပါတယ်။ UPU ကအလိုလျောက်ဖဲအဲ့လူကိုတိုက်ခိုက်ခဲ့ပါတယ်။နှစ်ယောက်လုံးကျမ်းမြေမော်ကိုပြုတ်ကျသွားပါတယ်။မှိန်ပြပြလင်းရောင်အောင်မှာအဲ့လူကထန်းဝူရွှံဖြစ်ကြောင်း UPU ကသဘောပေါက်လိုက်ပါတယ်။ဒါဆိုရင်လွန်ခဲ့တဲ့မိနစ်ပိုင်းလေးကအခန်းထဲမှာရှိနေတဲ့သူကဘသူပါလဲ။စူညံတန်နေကြတဲ့အခါမှာအခန်းထဲကလူတွေကထွက်လာကြပါတယ်။ထန်းဝူရွှံအစ်စ်နဲ့အတူတူကတယောက်ကိုတယောက်ကြည့်ပြီးတော့အံအားသင့်နေကြပါတယ်။ အယောင်ဆောင်မှုပေါ်ရမယ်ဆိုတာကိုမြင်တဲ့အခါမှာယူဖန်ဟော်အတူကဖခင်ရဲ့မေတ္တာဟန်ဆောင်မှုကိုလစ်လူရှုပြီးတော့အဲ့ဒီလူနှစ်ယောက်စလုံးကိုဖမ်းဖို့အတွက်သူ့လူတွေကိုအမိန်ပေးခဲ့ပါတယ်။ထန်းဝူရွှန်အစ်စ်ကထူးခြားတဲ့လျှို့ဝှက်လက်နက်များနဲ့ထန်းဝူရွှန်အတူကိုလှင်မြန်စွာတပ်ပစ်လိုက်ပါတယ်။ယူဖန်ဟော်အတူကချက်ချင်းမဲ့အနားကိုပြေးကတ်သွားပြီးမြထန်းဝူရွှန်ကသူ့ကိုတိုက်ခိုက်လို့စိရှိဟန်မတူဘဲနဲ့ခုံပြန်ပြီးတော့ထွက်ခွာသွားပါတယ်။ယူပေယူကလည်းလိုက်ဖို့ပြင်ဆင်ပေမဲ့တကားပြင်ဘက်မှာလူတွေဝိုင်းရံထားခြင်းကိုခံခဲ့ရပါတယ်။ယူဖန်ဟော်အတူကလည်းအခန်းထဲကနေထွက်လာပါတယ်။ ယူပေယူကပိတ်မိနေပြီဆိုပြီးထင်ခဲ့ရတာပါဒါပေမဲ့အဲ့ဒီအချိန်မှာတခြားဆွမ်းထက်တဲ့လူတယောက်ရောက်လာပါတယ်ငါစိတ်တွေမကောင်းတာကြပြီအစားလည်းမစားနိုင်ဘူးငါပိန်သွားပြီဖြစ်ရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့လူကတော့ဝါတုတ်ကြီးပါသူကစားဖို့ကတပါတခြားဘာမှမလုပ်တတ်လို့ထင်ရပေမယ့်ပေါ့ပေါ့ပါပါလက်လှုပ်ရှားမှုတစ်ခုနဲ့သူ့နားကလူတွေချက်ချင်းပဲလဲကြတော့ပါတော့တယ်သူတို့ကရေရလုံးလို့ခါကြိုးသွားမှတောင်စိုးရင်လို့နားခိုင်းလိုက်ရတာပါဆိုပြီးတော့ပြောလိုက်ပါတယ် လူတဦးကလှမ်းရှိကိုကင်ဆောင်ပြီးတော့အရှိကိုအလင်းမြန်ပြေးဝင်တိုက်ခိုက်ပေမယ်တထုတွေကိုတောင်ဖြတ်တောက်နိုင်တဲ့အဲ့ဒီလန်ကဝါတုတ်ကြီးရဲ့ဘိုက်မှာညက်ဝင်သွားပြီးတော့ပြန်ဆွဲထုတ်လို့တောင်မရတော့ပါဘူးအဲ့နောက်မှာဝါတုတ်ကြီးကသူ့ရဲ့ကြွက်သားတွေကိုရှော့ချလိုက်တဲ့အခါမှာပြိုင်ဘက်ကမြေပြင်ပေါ်ကိုလဲကျသွားပါတယ်ယူဖန်းဟော်အတူတောင်မှာဒီလောက်အစွမ်းထက်တဲ့တခင်ကိုသတိထားနေရပါတယ်ကံကောင်းထောက်မှစွာနဲ့ပဲယူပေယူကအဲ့လူနဲ့ပြိပခမဖြစ်ဖဲနဲ့လူတသမားများဆန်အိမ်မှာခဏတာတွေ့ဆုံခဲ့မှုပါတယ် ဝါတုတ်ကြီးကယူဖန်းဟော်အတူရဲ့လူဝင်အားတာလုံမှုကိုအသုံးပြုတဲ့ရုပ်မာတဲ့နီလန်းကိုမနှစ်သက်တဲ့အတွက်ယူပေယူကိုဥစွာထွက်ခွာရန်ပြောခဲ့ပြီးတော့သူကနောက်ကနေအကာအကွယ်ပေးမယ်ဆိုပြီးကတိပြုခဲ့ပါတယ်။သူရှိနေတဲ့အတွက်ကြောင့်ယူဖန်းဟော်အတူကပြဿနာမရှာဝင်မဲနဲ့အဲ့လူနှစ်ယောက်ကိုလွှတ်ပေးခဲ့ရပါတယ်။အဲ့နောက်မှာယူပေယူကထန်းဝူရွှံကိုရှာဖွေခဲ့တဲ့အခါမှာထန်းဝူရွှံကတခြားအချက်လက်တစ်ခုကိုဖော်ထုတ်ခဲ့ပါတယ်။လွန်ခဲ့တဲ့15နှစ်ကတိုင်းလောကရဲ့နတ်ဆိုဂျီဝူချင်းကစိုးသွမ်းမှုတွေကိုဖန်တီးပြီးတော့အသေးပြေမရှိဘဲနဲ့လူများစွာကိုတပ်ပစ်ခဲ့ပါတယ် သူ့ရဲ့စွမ်းရည်ကြောင့်ဘသူကားမှစကားမပြောရဲကြပါဘူး။ယူဖန်းဟော်နဲ့ထန်းဟူရွှေတို့နှစ်ဦးလည်းသာစိတ်မချမ်းမြေ့နိုင်မင်းနဲ့သူ့ကိုကြောက်ကဘာပေးမှစိန်ခေါ်ပြီးတိုက်ခိုက်ခဲ့တာပါ။လေးရက်လေးညကြာအောင်ပြင်းထန်စွာတိုက်ခိုက်ပြီးတဲ့နောက်မှာဂျီဝူချင်းကိုကြောက်သေးကိုပြုတ်ကြအောင်လုံနိုင်ခဲ့ပါတယ်။အဲ့ဒီဖြစ်ရနောက်ပိုင်းမှာထန်းဟူရွှန်နဲ့ယူဖန်ဟော်တို့ကစီချွန်မှာရှိတဲ့ထန်ခိုင်းကအဲ့ဒီချိန်ကစပြီးတော့လွတ်လပ်စွာဆက်လက်လေပတ်ဖို့သဘောတူခဲ့ပါတယ်။ဂျီလင်ကြီးကယူဖန်ဟော်အတူရဲ့လူများစီကနေခိုးယူလာတဲ့အိတ်ကိုပြသပြီးတော့အဲ့ဒီထဲမှာဘာပါလဲဆိုပြီးတော့ ထန်းဝူရွှံကိုမေးမြန်းခဲ့ပါတယ်။ထန်းဝူရွှံကမသိလို့ဖြေပါတယ်။သူတွေးဆုံနဲ့လူတိုင်းမှာအဲ့လိုအမွှေးအိပ်ပါတာကိုပြန်စဉ်းစားမိပြီးတော့ယူပေယူကဒီဟာမှာလှုပ်ဝက်ချက်တစ်ခုရှိနေမယ်ဆိုပြီးတော့တန်တရားဝင်ခဲ့ပါတယ်။အဲ့ဒါကိုရှာဖွေဖော်ထုတ်ဖို့အတွက်ထန်းကိုင်းအပြင်လက်ရှိတိုင်းလောကမှာဟိုက်ထန်းတန်းတော်သာတိနိုင်နေဆိုပြီးတော့သူကကောက်ချက်ချခဲ့တာပါ။ထို့အဖွဲ့ကဟိုက်ထန်းတန်းတော်ကိုအလင်းမြန်သွားရောက်ကြပါတယ်။နန်းတော်ရဲ့တပည့်များကဝင်ပေါက်မှာချက်ချင်းဝင်ရလိုက်တဲ့အတွက်ကြောင့်မို့လို့သူတို့ကကြိုးလိုခြင်းမခံရအောင်ရှင်းနေပါပြီ။ ဒါပေမဲ့ဒီလူငယ်များကထန်းဝူရွှန်နဲ့ယူပေယူအတွက်ရှင်ပြန်ကြရတော့မဟုတ်ပါဘူးသူတို့တိုက်ခိုက်နေရင်လည်းပဲအတွင်းခမ်းမစီကိုဝင်ရောက်လာပါတယ်ဟိုက်ထန်းသခင်ကသူတို့နှစ်ဦးကိုဆေးတူလောင်ရအခန်းကိုခေါ်သွားပါတယ်သူတို့ဝင်ရောက်တာနဲ့ထန်းဝူရွှန်ကအတိအကျတူညီတဲ့အနံတစ်ခုကိုရလိုက်ပါတယ်သူနဲ့ယူပေယူစစ်ဆေးဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲဟိုက်ထန်းကတိတ်တဆိတ်ထွက်ပြေးသွားပြီးတော့တံခါးပေါက်ကိုပိတ်လိုက်ပါတယ်သူတို့တရီထားမိတဲ့အချိန်မှာတော့နောက်ကျသွားပါပြီ။ နောက်ဆုံးတော့အဲ့ဒီအမွေအိကပျော်ရွှင်ခြင်းဆေးပြားများပါဝင်နေကြအောင်နောက်ဆုံးမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ UPU ကယူဖန်ဟော်အတူကဒီဆေးကိုအသုံးပြုပြီးတော့တိုင်းလောကသားတွေကိုထိန်းချုပ်နေခြင်းဖြစ်ကြောင်းနားလည်လိုက်ပါတယ်။မကြခင်မှာပဲဂျီလင်းကြီးကသူတို့ကိုကယ်တင်ဖို့ရောက်လာခဲ့ပါတယ်။ကံမကောင်းတာနဲ့ပဲသူမကခလုံမှားနေလိုက်တဲ့အတွက်ကြောင့်ပတ်ဝန်းကျင်ကနိုင်ငံများကအလဲကိုဖြည်းဖြည်းချင်းဆုလာခဲ့ပါတယ်။သူတို့နှစ်ယောက်အရှင်လက်လက်ကြိမ်မွားတော့မဲ့အချိန်မှာပဲအဖိုးတို့ရုတ်တရက်ပေါ်လာပြီးတော့သူတို့နှစ်ယောက်ကိုအချိန်မီကယ်တင်လိုက်နိုင်ပါတယ်။ အဲ့ဒီအချိန်မှာဟိုက်ထန်ကအခန်းထဲကနေထွက်လာပြီးတော့သူ့ခင်မုန်းကိုအစိတ်ခတ်ပြီးတပ်ပစ်ခဲ့ပါတယ်။ခွန်အားကြီးမှလည်းဟိုက်ထန်နန်းတော်ရဲ့မင်းသမီးကဝမ်းနည်းပွဲရာတင်ဆုံးခဲ့ရတာကတော့နောင်တရပွဲအဆုံးသတ်ပါပဲ။အဲ့နောက်မှာဟိုက်ထန်ကသူမရဲ့မူလားအစစ်မှန်ကိုဖော်ထုတ်ခဲ့ပါတယ်။သူမကယူပေယူအတုနဲ့ပူးပေါင်းကြံစည်နေခြင်းဖြစ်ပြီးတော့အဲ့လူကအမှန်စင်စစ်ကတော့ဂျီဝူချင်းမှာအဖြစ်မှန်ကနောက်ဆုံးမှာတော့ပေါ်ထွက်လာပါပြီ။ဂျီဝူချင်းကကြောက်ကဘာပေါ်ကနေပြုတ်ကျပြီးတဲ့နောက်မှာမသေးဆုံးမဲနဲ့လူတသမားများရဲ့ဆန်အောင်မှရှိတဲ့ဂူထဲမှာပုန်းနေခဲ့တာပါ။ လောကကိုလှည့်စားဖို့အတွက်ဖျောင်းနဲ့အလောင်းအတုတစ်ခုကိုဖန်တီးခဲ့ပါတယ်။အချိန်တန်တဲ့အခါမှာယူဖန်ဟော်ကိုတက်ပြစ်ပြီးတော့သူ့ရဲ့ပုံစံကိုအတူယူပြီးတိုင်းလောကကိုစိုးမိုးဖို့ကြိုးစားတာပါ။ဒါပေမဲ့ရက်ဆက်တဲ့ဂျီဝူချင်းကတိုင်းလောကကိုဘယ်သူနဲ့မှခွဲဝေယူလို့စင်မရှိပါဘူး။ဟိုက်ထန်မတိလိုက်ခင်ပါပဲ။သူမကိုပါတက်ပြစ်လိုက်ပါတယ်။ဂျီဝူချင်းကသူ့လုံခြုံပြီဆိုပြီးထင်နေတဲ့အချိန်မှာပဲယူပေယူနဲ့တခြားသူတွေကသူ့ကိုလိုက်လံရှာဖွေလာကြပါတယ် ရုပ်ဝတ်ဆန်းကျင်တယ်။အဖိုးအိုကနောက်ဆုံးမှာတော့သူ့ရဲ့မူလအစ်စ်မန်ကိုဖော်ထုတ်ခဲ့ပါတယ်။သူကယူဖန်ဟော်ပါ။ဂျီဝူချင်းကယူဖန်ဟော်တိတ်ဆုံးသွားပြီဆိုပြီးတော့ယူဆပြီးသူ့ရဲ့ရုပ်လောင်းကိုဂူတွင်းတဲ့နေရာမှာပေါပေါဆာဆာဆုပ်ပစ်ခဲ့ပြီးမယ်။မူလစွန်းရင်အနန္ဒာစစ်ပညာရဲ့စွမ်းအားကိုရှော့တွက်ခဲ့တာပါ။အန်အောဘွယ်နီးနဲ့အသက်ရှင်ကျန်ရင်းနေတဲ့ယူဖန်ဟော်ကလျှို့ဝက်ဆန်းကျဲတဲ့အဖိုးအိုဖြစ်ဟန်ဆောင်ပြီးတော့အမှန်တရားကိုလျှို့ဝက်ပြီးစုံစမ်းနေကြတာပါ။နောက်ဆုံးဆုံးဖြတ်တိုက်ပွဲတော့အချင်းကြောက်လာပါပြီ။ယူဖန်ဟော်ကလူဝင်အားများနဲ့တိုက်ခိုက်ခြင်းကိုလက်မခံဘဲနဲ့ဂျီဝူချင်းကိုတယောက်ချင်းရှင်မြန်တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ဂျီဝူချင်းကသူ့ကိုပြုတ်အခန်းထဲကိုအလျင်မြန်တွန်းပို့ပြီးတော့ပိတ်လောင်လိုက်ပါတယ်။ထန်းဝူရွှန်နဲ့ UPU တို့အတူတကွတိုက်ခိုက်ဖို့အတွက်ဖြစ်လာခဲ့ပေမဲ့နှစ်ယောက်စလုံးကဂျီဝူချင်းကိုမရှင်းနိုင်ပါဘူး။မကြခင်မှာထန်းဝူရွှန်ကပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့နောက်မှာဂျီဟူချင်းက UPU ဘက်ကိုအာရုံဆိုင်လာခဲ့ပါတယ်။အရေးကြီးတဲ့အချိန်မှာပဲဂျီလင်ယီကသူ့အတွက်ဓာတ်တစ်ချက်ကိုခံယူခဲ့ပါတယ်။ UPU နဲ့ဆေးဆက်ထားတဲ့သူနဲ့ပန်းတီကြတို့ကလည်းကူညီဖို့အလှည့်မြန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်စလုံးကလည်းဂျီဟူချင်းကိုမရှင်းနိုင်ပါဘူး။ ကန်ကောင်းထောက်မစွာနဲ့ပဲယူဖန်ဟောကလျှို့ဝှက်ခန်းထဲကနေလွတ်မြောက်လာပါတယ်သူကဂျီဝူချင်းနဲ့သူရဲ့တမိုင်းချောင်းဆိုင်ရာကိစ္စများကိုသူ့ဘာသာသူဖြေရှင်းဖို့အပြင်းထန်နှောင်းဆိုခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးရင်ဆိုင်တိုက်ခိုက်ပြီးတဲ့နောက်မှာသူကလည်းဂျီဝူချင်းရဲ့လက်ထဲမှာတိုက်ဆုံးခဲ့ရပါတယ်မိသားစုဝင်တွေနဲ့တငယ်ချင်းတွေကိုဆုံရှုံလိုက်ရတဲ့အခါမှာတော့ဒေါသထွက်နေတဲ့ UPU ကနှလုံးသားမဲ့ဆက်ရှိပုံစံကိုပြန်လည်အမှတ်ရခဲ့ပါတယ်ပန်းဒီကြနဲ့ထပ်မံပူပေါင်းပြီးတော့ဂျီဝူချင်းနောက်ကျောကိုလှည့်လိုက်တဲ့အခိုက်အတန့်မှာအခွင့်ကောင်းယူပြီးတော့အရှိကိုခုန်တက်ပြီးဒါနဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုထိုးပေါက်လိုက်ပါတယ် ဒီလူယုံမှာကိုနောက်ဆုံးမှာအနိုင်ယူလိုက်နိုင်ပေမဲ့ကြီးမားတယ်တန်ဖိုးကတော့ပေးဆက်ခဲ့ရပါတယ်ကျေးဇူးတင်စရာကတော့သူနဲ့ဆက်သက်ထားတဲ့သူက UPU ရဲ့ဘေးနားမှာအမြဲရှိနေတဲ့အတွက်သူကလွန်မင်းတော့ထိကြံမနေခဲ့ပါဘူးဒါပေမဲ့သူမသိလိုက်တာကတော့သူတို့နှစ်ဦးစလုံးလှည့်ထွက်သွားပြီးတော့မှပန်းနီကြာကသူတို့နှစ်ဦးထွက်သွားတာကိုစိုက်ကြည့်နေကြခြင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီလိုမျိုးဇလံကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးမှမို့လို့ကျွန်တော်တို့ channel ကိုလေ like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ